ရတဲ့ဟိုတင်နှောင်းလေးဂျိုင်းရည်ပါတော့ဖက်တာလုပ်ငန်းပြည့်ပြည့်ပြီလားအဲ့ဒါကျွန်တော်လည်းမစမ်းဘူးတော့အကုန်လေးပါပဲကျွန်တော်စဉ်းစားကြည့်လေဘယ်ကောင်ကတော့ကျွန်တော်လုံလောက်ထားခဲ့ဘောလာရင်သူချင်းဒီမှာအိုင်ဒီယာပေါ့ဘာပြောလဲတက်တက်လေးဆိုတော့စဉ်းကြလို့ပဲစဉ်းကြပဲဆိုရှင်လုံလောက်ထားပါထားခဲ့ပါဒါကျမ်းမာရေးဆိုင်တာဘကောလို့လုံငန်းရဲ့ကျမ်းမာရေးဆိုင်ကတင်နှောင်းလို့ဆုံးရတဲ့ကိစ္စကစူးရင်လုံငန်းရဲ့အောင်စဉ်းစားတာကိုင်းစစ်လကိုင်းဟိုလုံငန်းရဲ့စဉ်းဒီမှာတုံးရလာကန်းလာလို့ပူပောက်ပါလုံငန်းအဲ့အများကြီးမှမရဘူး အကြံမပြောပြီးစိတ်ကအညာလေးပေါ်လိုက်တော့ကြောက်ကြောက်မတွေးကြဘူးကျွန်တော်ချမ်းသာတော့တွေးကြဘူးစီပိုင်းကမှတယောက်ကြီးအာအာပြောတယ်ဆိုတော့ဘယ်တော့ဂျင်းမလဲမဟုတ်ဘူးတကယ်တကယ်ထားတော့ကြတယ်ဒီမိကျအစွဲပါလို့အဲကျွန်တော်ထိုက်တယ်ပတ်ဆိုင်ပြောရှင်ထားခဲ့ပါဘယ်လိုလုပ်ရလဲ။ဒါနဲ့ကျွန်တော်ပြန်ချတဲ့ပြည်မှာရရပါမယ်။တကယ်ရမြတ်လို့ဆိုတော့ဘလောက်ထိထည့်ထားလဲ။ဘလောက်တကယ်ပြန်ချွတ်လဲ။အဲဒါကိုချက်တဲ့ ရင်းကြီးချင်အရင်းကြီးဆိုတော့လင်းစတန်လီဆိုရင်ကျွန်တော်ကခဲ့တယ်ဘာလို့လုံးမမှန်ရချက်မရှိရလဲတော့အလုံးလုံးလုံးဆိုတာကတကယ်တည်းအဲ့ဒီတော့အားရမြဲတော့မတွက်အောင်ဆိုလို့ရှိရင်ဒီမှာကျွန်တော်ချင်းတစ်ခုရောက်တော့နည်းနည်းနားလဲတာဘယ်လိုတိုင်းလောအောင်လောတိုင်းလောတစ်ခါပြန်ပါမင်းရစာပေတော့ငါပါပဲလို့တယ်လီဖိစီမှာစအချိန်တိုင်းလာဘတ်စမတ်ဆိုတော့အပီးရစတချို့ချင်းတော့ကျွန်တော်ပတ်ဆက်ပြီး ရှုံးချင်တာချင်ဘူးကအချို့ချင်တဲ့ emotion တွေကိုတော့အချိန်နဲ့ investment ပဲ investment ဆိုရင်တော့ရအောင်ပြင်ရမလို့နေတိုင်း hour နေတဲ့တိုင်းတော့ဆိုတော့အချိန်ကြီးလို့ရှိရင်ဒီအချိန်ကြီးလို့ရှိရင်ဘာပြင်ရအောင်ချင်ဘူးလားဒီ emotion ကြီးလို့ရှိရင်ဘာပြင်ရမှာမို့ emotion ပြင်ရဒီ energy ကြီးလိုက်လို့ဘာပြင်ရဒီ person ကလည်းဘယ်တော့ပြင်ရဒီဟာကိုတော့ငြင်းနေတော့ချိန်တိုင်းဒီ investment ချိန်တိုင်းဒီဆိုတော့ပူပြန်လို့ခြေကတော့တော့တော့ Wa duka soso ne na ibe yau ni yanzu? Ayi da yankun ku hau tun